ားလုံးပဲမင်္ဂလာပါ။ပရိသတ်တွေအားလုံးနဲ့အနှစ်ပညာမှုကောင်းကင်အစီအစဉ်ရဲ့တောက်ကြနေဒီနေ့အစီအစဉ်မှာပြန်ပြီးတော့ဆုံတွေ့ပြန်ပါပြီ။ဒီနေ့အစီအစဉ်မှာဆိုရင်လည်းပရိသတ်တွေအားလုံးအတွက်အနှစ်ပညာရသမျိုးစုံကိုခန့်ချိုရဲခန့်ချိုတငယ်ချင်းတွေရဲ့ပူးပေါင်းပြီးတော့အကောင်းဆုံးပရိသတ်တွေအတွက်တင်ဆက်ပေးအောင်ပါပါ။ဒါကြောင့်မလို့ပရိသတ်တွေကအခုပဲဆက်လက်ပြီးတော့ကြီးစုအားပေးကြမယ်နော်။ဒီနေ့နုပညာမှုကောင်းငယ်စီစဉ်ကနေတင်ဆက်ပေးသွားမယ့်ကဏ္ဍတွေကတော့ မကြမီထွက်ရှိမယ်အဆိုတော်မျိုးကြီးရဲ့ပြောင်းလဲခြင်းများတေးစီရီထွက်ရှိမယ်အကြောင်းဒေသရှင်ဖြူဖြူကျော်သိန်းအပေါ်အွန်လိုင်းမှာကြေပြန့်စွာပြောဆိုနေတယ် native speaker နဲ့ပတ်သက်ပြီးဒေသရှင်ဖြူဖြူကျော်သိန်းကိုယ်တိုင်ပြောကြားထားမှုစကားသံတွေ Mera Magazine ရဲ့ Red Alert Party အနည်းပညာစီစာရေးပနက်တင်မင်္ဂလာအခမ်းအနားကိုအေးဆောင်မို့ photo making စာရည်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ တွေအားလုံးအတွက်ဒီနေ့အစီအစဉ်မှာဆိုရင်ပထမအဦးဆုံးအနေနဲ့ သတင်းကားလေးတစ်ခုပါကြပါတယ်အဆိုတော့မျိုးကြီးရဲ့ပရိသတ်တွေအားလုံးအတွက်ပါအဲ့တော့မျိုးကြီးရဲ့ပြောင်းလဲခြင်းများဆိုတဲ့ဒီ DCD album ကမကြာခင်မှာထွက်ရှိတော့မှာပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာဆိုရင်ပြပြပေးမယ့်သတင်းကားလေးကတော့ဒီ album တွေကဒီတချင်းလေးရဲ့ပေါ့နော်တချင်းတစ်ပိုက်ကိုမြန်မာ music store မှာမေလ20ရက်နေ့မှာဖြန့်ချိမဲ့အကြောင်းကိုသတင်းကားလေးပါကြပါတယ်တေးဆရာဆန်ပီကရေးဆက်ထားတဲ့ဒီတေးတချင်းလေးရာတချင်း10မိနစ်စာကို www.myanmarmusicstore.com မှာပရိသတ်တွေအနေနဲ့ဝင်ရောက်ပြီးတော့နားဆင်နိုင်တဲ့အကြောင်းကို ို Myanmar Music Store Facebook ကနေပြီးတော့ကြီးညာပေးထားပါတယ်။နောက်ပြီးတော့ ဒီပေါ့နော်အစရောမျိုးကြီးရဲ့ Daisy Album နဲ့မှာဆိုလို့ရှိရင်တော့ဒေသချင်းရ12ပုတ်ပါဝင်ပါပါရေးဆက်ပေးထားတဲ့ Daisy ဆရာတွေကတော့ကိုမိုး Reggie Sampi Sano အောင်လာတုံးပူရှိန်ရှီမိုးနောက်ပြီးတော့အစရောမျိုးကြီးတို့ကိုယ်တိုင်ဒီထက်မှာပေါင်းဆက်ပြီးတော့ရေးသားထားတယ်လို့လည်းသိရပါတယ်နောက်ပြီးတော့ဒီ Daisy Album ရဲ့ခေါင်းစဉ်ဖြစ်တဲ့ပြောင်းလဲခြင်းများဆိုတဲ့ဒီတိုက်တဲ့အတိုင်းပေါ့နော်ဒီ Album နဲ့မှာဒေသချင်းကတော့ပါဝင်မှာတော့မဟုတ်ပါဘူးတချင်းတစ်ပိုက်ရဲ့ဒီစာသားလေးကိုကြိုင်းနေတတ်တဲ့အတွက်ကြောင့် Daisy Album န်ရဲ့ဒီတိုက်တဲ့နာမည်ကိုပေးထားခြင်းဖြစ်တယ်လို့လည်းမျိုးကြီးကပြောပြပေးထားပါတယ်။နောက်ပြီးတော့အစိုးရမျိုးကြီးအနေနဲ့အခုဆိုရင်ဒီသူ့ရဲ့ DC album တွေမထွက်ရှိရအောင်ပေါ့နော်။တကူရော့ခွေတွေမထွက်ရှိရာက9နှစ်ခန့်လောက်ရှိနေပါပြီ။နောက်ပြီးတော့ဒီထဲမှာပါဝင်တဲ့ဒေသချင်းတွေကလည်းသူအရင်တော့အသေးဆိုတဲ့ပုံစံနဲ့အများကြီးတော့ပြောင်းလဲသွားမှာမဟုတ်ဘူးလို့လည်းပြောပြပေးထားပါတယ်။နောက်ပြီးတော့ဒီပြောင်းလဲခြင်းများဆိုတဲ့ DC album လေးကိုဂျွန်လ9ရက်နေ့မှာဖြန့်ချိသွားမယ့်အကြောင်းကိုလည်းပြောပြပေးကြပါမယ်။ပြီးတော့ဇူလိုင်လမှာပြုလုပ်မယ့် Live 90ဖြောက်ပြပွဲတွေမှာဆိုလို့ရှိရင်လည်းဒီ ီအစိုးရမျိုးရနေပြီးတော့ဒီ Daisy Elven နဲ့မှာပါဝင်တဲ့တိတ်တချင်းတွေနဲ့လည်းဖြောပြသွားမယ့်အကြောင်းကိုလည်းသတင်းကောင်းလေးပါချင်ပါတယ်။အဲ့တော့ဒီနေ့အနည်းပညာမိုးကောင်းငယ်ပရိသတ်တွေအားလုံးအတွက်ဒါအစိုးရမျိုးရဲ့ပရိသတ်တွေအတွက်ဒီနေ့မှာသတင်းကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ရှင်။ ပညာမိုးကောင်းကင်ပရိသတ်တွေအားလုံးအတွက်အခုဆိုရင်ဒါအစိုးရမျိုးရဲ့ပရိသတ်တွေအားလုံးအတွက်သတင်းကောင်းလေးတစ်ခုကိုလည်းပြောပြပြီးသွားပြီဆိုတော့ဒီနေ့မှာထပ်မံပြီးတော့တင်ဆက်ပေးမှာကြတော့ပရိသတ်တွေစိတ်ဝင်စားကြမယ့်ကဏ္ဍတစ်ခုကိုထပ်ပြီးတော့တင်ဆက်ပေးပါမယ်။အဲတော့အခုဆိုရင် online ပေါ်မှာဖြည်းဖြည်းချသိမ်းနဲ့ပတ်သက်ပြီးတော့ဒါပရိသတ်တွေအားလုံးပြောနေကြရဲပေါ့နော်။ Native speaker နဲ့ပတ်သက်ပြီးတော့အခုဆိုရင်ဖြည်းဖြည်းကိုရိုင်းကနေပြီးတော့ပရိသတ်တွေအတွက်ပြောပြပေးထားတာလေးရှိပါတယ်။ဒါကြောင့်မလို့ပရိသတ်တွေအားလုံးကစိတ်ဝင်စားဖို့ကောင်းတဲ့ဒီကဏ္ဍလေးကိုအခုပဲခိုင်ဆုံတဲ့အတူတူရှုစားကြည့်ကြမယ်နော်။ ီစီတို့ငယ်တုန်းကလေဖီရဲ့အင်္ဂလိပ်စာဆရာဆရာမတွေကအဲ့ဒီအတန်အတွက်တွေ phonetics ကိုအဲ့လိုသင်ပေးလိုက်တာရှင်အခုအဲ့လိုမသင်ကြတော့ဘူးလားအကြောင်းနေမှာဆရာအဲ့ဟာဟိုအဲ့ဟာကိုဟိုနိုင်ငံသားသားတငယ်ချင်းတယောက်ကိုသွားပြောပြလို့ရှိရင်ဟိုဒီအမ်ဒီတန်ထွက်ကဘာမှနေလို့ဒါကိုရည်ကြတာလဲဆိုတော့သူတို့အရန်အံ့ဩကြတယ် ဆိုတော့ဒါမဲ့လည်းရပါရဲ့ဖြူခွန့်လို့ပါရဲ့ဘာဖြစ်လဲဆိုတော့ဟိုပြောစားရင်လည်းပြီးတာပါပဲလေနောက်တစ်ခုကကြပါရှိလဲဆိုတော့အဲ့မှာခုနကဘာလို့ပြောသလိုပေါ့ပရိသတ်ဆိုတော့အမ်တချို့နေရာတွေမှာလေအပရိသတ်နဲ့ haters နဲ့ကိုမကွဲဘူးဖြစ်နေကြတယ်တချို့ haters တွေကလည်းပြစ်တဲ့အောင်ဆောင်းပြီးတော့ twisted လုပ်နေကြတယ် အမရက်ဟိုဒါနိုင်ငံသားကဒီ pop scene မှာဆိုလို့ရှင်လဲရှိကြတာပဲလေ fandom တွေရှိကြတယ်အော်တိရမလား haters တွေဆိုသူတို့ကိုသူတို့ဒီဆိုတော့ဒီအနုပညာရှင်မကြိုက်တဲ့ haters တွေနဲ့ယက်တီကြရဲပရိသတ်တွေဆိုလို့ရှိရင်လုံးဝ fandom တွေနဲ့ယက်တီကြရဲအဲ့လိုပေါ့နော်ဒီမှာကြတော့ဟိုနည်းနည်းလေးရှုပ်ထွေးနေကြသလိုပဲပေါ်တင်လဲဟိုတစ်ဖက်ဖက်မှာမနေရတဲ့တကာလမှာဟို haters တွေကတစ်ခါလေးကြာရင်ပရိသတ်ရောင်ဆောင်ပြီးတော့ဝေဖန်ကြရဲ မဲ့ဝေဖန်မှုကိုဖြည်းဖြည်းပါအများရန်၃မျိုးခွဲထားတယ်။အဲတခုကပါလဲဆိုဝေဖန်အကြံပြုတာကကြတော့ကို့အားပေးရဲ့ချစ်တဲ့ပိတ္တကလုတ်တယ်။ချစ်လို့အားပေးလို့ပိုကောင်းစေခြင်းလို့ဟိုယဉ်ကျေးစွာနဲ့အကြံပြုတဲ့အရာဆိုလို့ရှိရင်တလေးတစားတမိုးထားပြီးတော့ကျေးဇူးတင်စွာနဲ့နားထောင်နေလက်ခံနေပြင်စရာရှိရင်ကျင်နေပေါ့နော်။အဲနောက်တစ်ခုကကြတော့ဝေဖန်ပိုင်းချသုံးသက်တာပေါ့။အဲ့ဒါကြတော့ချက်ချင်းမုန်းချင်းမပါဘူးဘက်လိုက်မှုမပါဘဲနဲ့အဲဘယ်လိုခေါ်မလဲ ဟို specialized analyst လို့ခေါ်တယ်အဲ့လိုလူတွေကလုပ်တယ်အဲ့ဒါပါလဲဆိုတော့ဒီဟိုဂီတပိုင်းဆိုလို့ရှိရင်ဂီတပိုင်းကိုကျွမ်းကျင်တဲ့ဟို media သမားတွေပညာရှင်တွေကနေပြီးတော့ဟိုတုံးတက်တက်တဲ့သူတွေပေါ့သူတွေကလုပ်တယ်နိုင်ငံရေးသမားကိုဝေဖန်မယ်ဆိုလို့ရှိရင်လည်းဒီနိုင်ငံရေးပညာဥပဒေပညာကိုဟိုတကြွန်းနားလေတဲ့သူတွေကဘလိုက်မှုမပါတဲ့ဝေဖန်ပိုင်းခြားတုံးတက်မှုမျိုးကိုလုပ်တယ်နိုင်ငံသားမှာဆိုလို့ရှိရင်တော့ဟိုဘယ်လိုခေါ်မလဲဒီယုံကြည်စိတ်ချရတဲ့ နာမည်ကောင်းတဲ့မီဒီယာတွေကလုတ်ကြတာပေါ့နော်နောက်ဆုံးတစ်ခုကဘာလဲဆိုဝေဖန်မှုကကြတာဝေဖန်တိုက်ခိုက်တာဝေဖန်တိုက်ခိုက်တယ်ဆိုကြဲကိုကအဲ့ဒါပရိသတ်ကလုံးဝမလုပ်ဘူးဝေဖန်တိုက်ခိုက်နေပြီသူကိုသူသူပရိသတ်ပါလို့ပြောလို့မရအောင်ဘာလို့လဲဆိုတော့ပရိသတ်တွေကဘာမှအလုပ်မလုပ်တော့ဝေဖန်တိုက်ခိုက်မှုဆိုတဲ့နေရာမှာပုံကိုတိုက်ခိုက်တာတော့လည်းကောင်းတစ်ခုခုပေါ့ခွဲခြားမှုအလုပ်ရှိလာပြီဆိုလို့ရှိရင်စဉ်းစားကြည့်လိုက်တယ်နံပါတ်1အချက်ကအဲ့လိုဝေဖန်တိုက်ခိုက်ပြီဆိုကြဲကိုက ဟိုသူ့ရဲ့နောက်ကွယ်မှာအချောင်းရင်းရှိတယ်။ပြီးရင်သူ့မှာရည်ရွယ်ချက်ရှိတယ်။ရှင်းရှင်းလေး။အဲ့တော့ तू ဘယ်ကလာလဲဆိုတာ trace လိုက်ကြည့်လိုက်တယ်။ तू ကကိုယ့်လိုမျိုးလုပ်တဲ့အလုပ်တူနေလို့လား။ဟုတ်တယ်မလား။နံပါတ်1အချက်ကအဲ့ဒါစဉ်းစားရမယ်။ဆိုဖြူဖြူပြိတ်သက်တွေကိုလည်းညှဝေပေးခြင်းနဲ့သဘောပါဒါဒီခစ်ကြီးမှာအဲ့လိုကအားလုံးကြုံရတယ်လीเนาะဆိုတော့နံပါတ်1အချက်ကကိုယ့်ကိုတိုက်ခိုက်တဲ့သူတွေ့ပြီဆိုလို့ရှင်တေးကြပြီသူဒီကိုယ့်ရဲ့ပြိတ်သက်မဟုတ်တာတော့တေးကြပြီ haters တွေက ။ तू ဘာလို့လောက်တာလဲဆိုသူနဲ့ကိုယ်နဲ့အလုတ်တူနေရလား။အလုတ်တူလဲဆိုတော့ okay तू မနာလို့လို့ပေါ့ကွာ။အလုတ်မတူဘူးဆိုလို့ရှိရင်နံပါတ်1နောက်တစ်ဆင့်အောင်ဆက်ကြည့်လိုက်တယ်။ကိုရဲ့အော်သူရဲ့သူရဲ့ချစ်သူမိတ်ဆွေပဝင်းချင်းဆွေမျိုးသားစင်အတိုင်းဝိုင်းတွေမှာကိုနဲ့အလုတ်တူတဲ့သူရှိနေလား။အဲ့တကြောင်သူကိုတိုက်ခိုက်နေရလားပေါ့ဟုတ်တယ်ဆိုလို့ရှိရင်လည်းအထီးကထွက်သွားတာပေါ့နော်မဟုတ်သေးဘူးဆိုတော့နောက်တစ်ဆင့်နံပါတ်3ကိုကြည့်လိုက်တယ်ကိုရဲ့ချစ်သူမိတ်ဆွေ ပဝင်းချင်းသူမျိုးသားချင်းအပိုင်းဝိုင်းထဲမှာသူနဲ့အလုပ်တူတဲ့သူရှိဘူးလားအဲ့တစ်ချက်ကိုကြည့်လိုက်တယ်အဲ့လိုအလုပ်တူနေလို့ရှင်တော့ okay သူမနာလို့လို့လောက်တာတေချာသွားပြီအဲ့ဒါလည်းမဟုတ်သေးပြန်ဘူးဆိုလို့ရှင်နောက်ထပ်နံပါတ်၄တစ်ချက်ကိုသွားရဲအဲ့ဒီနံပါတ်၄တစ်ချက်ကကြတော့ဖြူဖြူမာတော့ထဲထွက်ရတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုဘယ်တစ်ချက်လဲဆိုလို့ရှင်ကိုကိုနဲ့ရက်တီချက်ယုံကြည်ချက်မတူတဲ့အတွက်ကြောင့် မတူတဲ့သူတွေကနေပြီးတော့ပေါ့နော်ဒီလူတွေကိုစေးစားများငှားပြီးတော့သူမဟုတ်အခွင့်အရေးတစုံတရာပေးထားပြီးတော့ကိုယ်တမင်တသက်တိုက်ခိုက်ခိုင်းနေတာလားဘာဖြစ်လို့လဲဆိုလို့ရှိရင်ဖြူဖြူကကြတော့လဲဟိုတန်တမန်အနေနဲ့ကိုယ်နာမည်ပေးပြီးတော့လူမှုလုပ်ငန်းလေးတွေလုပ်တာရှိတယ်လीနော်အဲလူကုန်ကူးမှုတိုက်ဖျက်ရေးတန်တမန်လုပ်တာမျိုးတို့နောက်ပြီးတော့မှုရေးစံချိန်ရေးလုပ်တာမျိုးတို့နောက်တစ်ခါကြတော့ဖြူစီယုံမှာဆိုလို့ရှိရင်လဲခိုးခူးတိုက်ဖျက်ရေးဆိုပြီးလုပ်တာမျိုးတို့ပေါ့နော်အဲ့လိုမျိုးလေးတွေရှိတော့အဲ့ဒီအချက်ကိုလည်းထည့်သွင်းစဉ်းစားရတယ် ကိုယ်ကိုအရင်တိုက်ခိုက်တယ်ဆိုတဲ့ဟာမျိုးရှိခဲ့ခါကြရဲ့တကယ်အဲ့ဒီတည်းကမှမဟုတ်တော့ပြန်ဘူးဆိုလို့ရှင် နောက်တစ်ချက်ကပါလဲဆိုတော့ဟိုကိုရီလိုဒီ celebrity စင်းနဲ့ရှင်ပြိုင်တိုက်ခိုက်ရဲတယ်ဆို ပြီးတော့ပဲသူ့ကိုယ်သူသူဟိုနာမည်ကြီးဖို့အတွက် public ကနာမည်ကြီးဖို့အတွက်လှုပ်ချင်တဲ့ site ကများလားပေါ့နော်အဲ့ဒါလားဆိုနောက်တစ်ဆင့်နံပါတ်5ကိုကြည့်ပြန်တယ်ကဲအဲ့ဒါလည်းမဟုတ်တော့ပြန်ဘူးဆိုတော့နောက်ဆုံးနံပါတ်6တစ်ချက်ပဲကြံတော့တယ်အဲ့ဒါပါလဲဆိုတော့သူဒီဟိုမွေးရပါ visa စိတ်အခြေကိုကအငုံစိတ်ရှိပြီးတော့စိတ်တမကောင်းရှာလို့ပဲလို့တတ်မှတ်လိုက်တော့တယ်အဲ့တော့အဲ့ဒီအချက်၆ချက်နဲ့ပဲဝေဖန်တိုက်ခိုက်မှုတွေကိုဖြေရှင်းလိုက်တယ်။